ကျက်ဝိုင်းကိုထိုင်းရတဖွဲ့ကဝင်ရောက်ဖမ်းဆီးရမှာမြမပါဝင်လူ30ကျော်ဖမ်းဆီးခံရရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းချောဖော်ခရိုင်လန်စွမ်းဒေသစီအုံးချန်တကကျက်ဝိုင်းကိုထိုင်းရတဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ရာမြမနိုင်ငံသားတွေပါဝင်12ဦးဖမ်းဆီးခံရပါတယ်။စီအုံးချန်တဲ့ကျက်ဝိုင်းလွတ်နေတာကိုသတင်းပေးတိုင်ကြားချက်အရချောဖော်ခရိုင်ရတဖွဲ့ကဇွန်လ22ရက်ညနေကတွားရောက်ဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ရတပ်ဘက်ကဝင်ရောက်လာတဲ့အခါကြက်ဝိုင်းကလူတွေထွက်ပြေးလို့လိုက်လံဖမ်းဆီးရမှာတော့ဆက်နှဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်ဖမ်းဆီးခံရသူတွေထဲမြန်မာနိုင်ငံသား9ဦးလောအိုနိုင်ငံသား2ဦးနဲ့ထိုင်းနိုင်ငံသား6ဦးပါဝင်ပါတယ်အဖမ်းခံရသူတွေထဲမြန်မာ2ဦးကတော့ကြက်ဝိုင်းစီစဉ်သူဖြစ်ပြီးနောက်မြန်မာ2ဦးကတော့ကြက်ဝိုင်းထဲအစားအသောက်နဲ့အေးအေးရောင်းချနေတာကိုရတပ်ဘက်ကစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီဒေသမှာကြက်ဝိုင်းထော်နေတာ၅လခန့်ရှိပြီးမြန်မာနိုင်ငံသားအများစု လာရောက်လေရှိတယ်လို့ထိုင်းနဲ့လာအိုနိုင်ငံသားတွေလည်းလာရောက်လေရှိတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဖန်စီရမိသူအလုံးကိုတော့တရားမဝင်လောက်ကစားမှုနဲ့အမှုဖွင့်ရေးယူထားပါတယ်။